ဧပြီလ13ရက်နေ့ထိအာဆင်နယ်ဒဏ်ရာကစားသမားတွေရဲ့နောက်ဆုံးရအခြေအနေများ အာဆင်နယ်ရဲ့ကစားသမားတွေကတော့တပွဲတပွဲချင်းဒီမှာအမြဲတမ်းပေါ်ထွက်လာတယ်။တချို့ကစားသမားတွေလည်းအလင်းမီအောင်ပြန်လာနိုင်နေပေါ့လေ။ဒါတော့ဒီကစားသမားတွေနဲ့ပတ်သက်ပြီးဒီနေ့ April 23ရက်နေ့ထိနောက်ဆုံးရတာတဲ့အခြေအနေတွေကိုတင်ဆက်ပေးတော့မှာပါ။ကဲပလောင်းတယောက်ကတော့ Thomas Party တော်မပါရီနဲ့ပတ်သက်ပြီးတော့ပွဲပြီးအင်တာဗျူးချုပ်မှာအိုက်တရဲ့စကားတချို့ပဲလက်ရှိချိန်ထိရှိပါသေးတယ်စစ်ဆေးမှုတွေတော့မလုပ်ရသေးဘူးပေါ့လေ ော်မတ်ပါတီနဲ့ပတ်သက်ပြီးအိုက်တာပြောသွားတော့ပွဲချိန်အတွင်းမှာခြေထောက်မှာနာကျင်တဲ့ဒဏ်ရာခံစားခဲ့ရတာဖြစ်တဲ့အတွက်စွန့်စားပြီးထပ်မံအသုံးမပြုဘဲနဲ့လူစားလဲလိုက်ရတာဖြစ်တယ်ဆိုပြီးအိုက်တာကပြောသွားပါတယ်ကျွန်တော်တို့စစ်ဆေးမှုတချို့လုပ်ပြီးတော့မှပဲရီယက်နဲ့ပွဲစဉ်ပါနိုင်မပါနိုင်ဘူးပြန်ပြီးတော့အတီးပြုသွားပါမယ်ဆိုပြီးတော့အိုက်တာပြောသွားတယ်ဒီအချိန်မျိုးကြည့်တဲ့အခါမှာသောမပါတီနာကျင်မှုခံစားရခြင်းလဲလိုက်တာဖြစ်တဲ့အတွက်ဒဏ်ရာအရင်ကြီးစိုးဖို့မရှိဘူးပြီးတော့ပွဲပြီးသွားတဲ့အခါမှာ Real Madrid နဲ့ ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အင်တာဗျူးချို့မှာပါတီကိုယ်တိုင်စကားထွက်ပြောထားလည်းရှိရဖြစ်တဲ့အတွက်အဲ့ဒီပွဲစဉ်တော့ပါတီ အချိန်မီပြန်ပါလိုက်နိုင်မှုများရပေါ့လေ32နှစ်ရဲ့ခါနာသားကတော့ဒီယာတီမှာအာဆင်နယ်အသင်းအတွက်45ဘောကစားထားတယ်၄ဂိုးသွင်းပြီးတော့၃လုံးဖိန်ထားပါဗျ။ဒီယာတီ6ရက်ပဲနားထားပြီးတော့သူ့ရဲ့ကစားသမားဘွားအာဆင်နယ်ကိုရောက်လာပြီးတောက်လျှောက်မှာဆိုရင် strong ဖြစ်ဆုံးယာတီလို့တော့ပြောလို့ရတယ်။ဟွန်းကြံကလေးယာတီအဆို145ရက်နားထားတဲ့ပါတီကတော့ဒီယာတီမှာအသင်းအတွက်အရေးပါတဲ့ဂိုးတွေသွင်းထားတယ်လို့အခုညားဆိုလို့ရှိရင်လည်းဒါတကိုးသွင်းယူပေးသွားခဲ့ပေါ့လေ။တော်တော်မှအသင်းရဲ့ကွင်းလယ်ဟန်ချက်ကိုထိမ့်ပြီးတဲ့ကစားသမားညားပွဲစဉ်မှာဆိုလို့ရှိရင်အာ စင်နေသည်ကစားမှုဒီထက်ပိုပြီးကောင်းတဲ့ပါတီတကူရသွားတာမှန်ပေမဲ့ကွင်းလယ်မှာပါဝင်လာတဲ့ပါတီသည် right ဘက်မှာပါလာတဲ့ပါတီထက်တော့အများကြီးအသင်းကို impact ဖြစ်တယ်တစ်ဖက်ကကွင်းလယ်ကိုလည်း dominate လုပ်နိုင်တယ်ပွဲကိုလည်းကောင်းကောင်း control ထားနိုင်တဲ့အနေထားပေါ့လေအဲ့ဒါဆို ညာဘက်ခြမ်းမှာဘန်ဝိုက်ကအင်ဂျူရီရဲ့ထင်ပါရဲ့အနားပေးခြင်းတဲ့အခြေအနေကြောင့်ပါတီကိုတုံးခဲ့ရတာနားလည်ပေမဲ့နောက်ပွဲစဉ်တွေမှာတော့ပါတီကိုရိုက်ဘက်မပို့ဘူးပဲကျွန်တော်တို့အားလုံးဝမ်းမီဆူတောင်းရမှာပေါ့လေအဲ့လို့ဆိုပါတီနဲ့ပတ်သက်ပြီးတော့အင်ဂျူရီရသွားပြီထင်ပြီးစိုးရိမ်နေတဲ့ကြောညီကိုလည်းအရင်မစိုးရိမ်ပါနဲ့နည်းနည်းလေးနာကျင်တာနဲ့ဒဏ်ရာအများကြီးမရတော့ဘူးတဲ့ချက်ချင်းလဲလိုက်တာဖြစ်တာဖြစ်တဲ့အတွက်ရီယန်နဲ့ပွဲစဉ်မှာပါတီကိုပြန်ပြီးမြင်တွေ့ရဖို့ရှိနေပါတယ်ကဲနောက်တစ်ယောက်ကတော့ဘန်ဂျမင်ဝှိုက် ဘန်ဝိုက်ကတော့မနေ့ကဘရန့်ဖို့အသင်းရဲ့ပွဲစဉ်မှာအသင်းရဲ့လူစင်းထဲတော့ပါမလာခဲ့တာဖြစ်တဲ့အတွက်အားလုံးကတိုလောတိုလောနဲ့မိကုန်းထုတ်နေရအမှန်ကတော့ဘန်ဝိုက်ကဒီဘရန့်ဖို့အသင်းရဲ့ပွဲစဉ်မတိုင်မီမှာအသင်းရဲ့နောက်ဆုံး fully training မှာအသေးစားတန်ရန်တချို့ရာသွားလဲကြာတိရတယ် နာကျင်မှုတချို့ခံစားနေရတာဖြစ်တဲ့အတွက်အဲ့ဒါကိုစစ်ဆေးပြီးတော့ကုသဖို့အတွက်ရှိတာဖြစ်တဲ့အတွက် Brandfort အသင်းနဲ့ပွဲစဉ်မှာ risk ယူပြီးမသုံးခဲ့ရဆိုပြီး AIDA ကတော့ပြောသွားခဲ့ပါလေအဲ့တော့ February လကုန်ကမှအသင်းနဲ့ပြပြပူပေါင်းလာနိုင်ပြီးတော့အဲ့ဒီမတိုင်ခင်မှာ22ပွဲလောက်လွဲချော်ပြီးဒဏ်ရာလဲခွဲစိတ်ခဲ့ရတဲ့ Van White တက်ကတော့လက်ရှိချိန်မှာပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်တဖြည်းဖြည်းအာယူနေရဆဲပဲရှိသေးတယ်ဒူးဒဏ်ရာကြောင့်108ရက်လောက်ဒီရာဒီမှာနားထပြီးတော့ 25ဝယ်စုစုပေါင်းလွှဲချော်ခဲ့တဲ့ကစားသမားတော့အခုပြန်လာဖို့အတွက်အသေးစားထိုင်ရာတချို့ကိုလည်းထပ်မံကြော်ဖြတ်နေရပါဗောလေအဲ့တော့လာမက်ရီယန်နဲ့ပွဲစဉ်မှာဘန်ဝိုက်ပါနေမှာပါမယ်ဆိုတာတော့ဒီတရက်နဲ့အတွက်အချိန်တွေကိုပဲကျွန်တော်တို့ပြန်ကြည့်ရမယ်ဂျာလန်မှာလည်းကျွန်တော်တို့3ရက်လောက်တော့အချိန်ရသေးရဗောလေ28နှစ်ရဲ့အင်္ဂလန်သားကတော့18ပွဲတရားဒီမှာဝင်ကစားရတယ်ဒါပေမဲ့တကယ်ပွဲထပ်ထားတာက12ပွဲပဲရှိတယ်တလုံးဖန်တီးထားပါတယ်အဲ့တော့ဒီကစားသမားကို ဘာကြောင့် Brandfort အသင်းရဲ့ပွဲစဉ်မှာမတုံးခဲ့လဲဆိုတော့ကြံ့ခိုင်မှုအရာရောအသီးသားဒဏ်ရာတချို့ကိုတည်တည်ချာချာကုကျင်တာကြောင့်ဒီကစားမောက်ကိုချန်လက်ခဲ့တာလို့အိုင်ဒါကတော့ပြောသွားခဲ့ပါတယ်။ ောက်ထပ်တယောက်ကတော့ Ricardo Calafiori Arsenal ရဲ့ဘောလုံးမင်းသားပေါ့လေဒီကစားသမားကတော့နိုင်ငံပွဲစဉ်တွေမှာသွားကြရင်လည်း injury ရခဲ့တာသူရခဲ့တဲ့ဒုတိယကလည်းဒဏ်ရာဟောဖို့ဒဏ်ရာပြန်ပြီးဆင့်ခဲ့တဲ့ပုံစံမျိုးအဲ့တော့ grade 1 2ဆိုတဲ့ဒါ injury list တွေခွဲပြီးတဲ့အခါမှာတော့အခုအနေထားမှာကုသမှုတွေ PC သွားခဲ့တာဖြစ်တဲ့အတွက်အသင်းနဲ့ fully training လေ့ကျင့်ရေးကွင်းမှာပြင်ပြီးမြင်တွေ့လာပါတယ်ဒါပေမဲ့မနေ့က Brentford အသင်းနဲ့ပွဲစဉ်မှာတော့ဒီကစားမောက်အသုံးမပြုခဲ့ဘူးဒါပေမဲ့ Real ပွဲစဉ်ဖြစ်ဖြစ်နောက်ထပ်လာမယ့် Premier League ပွဲလေးမှာဖြစ်ဖြစ်ဒီကစားမောက်ကိုပြန်ပြီးမြင်တွေ့ရဖို့ရှိတယ်။ဘာကြောင့်လဲဆိုတော့ကစားသမားတဦး injury နဲ့ပြန်လာတဲ့အခါကျရင်နောက်ဆုံးစမ်းသပ်မှုဖြစ်တဲ့ final အဆင့်လို့ပြောလို့ရတဲ့ fully training တွေပြန်ပြီးဆင်းနိုင်လာခဲ့တဲ့အတွက်ပါ22နှစ်ရဲ့အီတလီသားကတော့2029ခုနှစ်တိစာချုပ်တက်တန်ရှိသေးတယ်။ဒီရသည့်26ဝယ်မှာအသင်းအတွက်3ဂိုးသွင်းပြီး2လုံးဖိုင်ထားတယ်။ ဒီရတီမှာတော့ဒယံ၅ချိန်ရထားတယ်အားလုံးသိရတိုင်းပဲသူ့ရဲ့ဒယံမကြာခဏဖြစ်တဲ့ဒူးဒယံက၃ချိန်ခြေသလုံးဒယံ၁ချိန်နဲ့ကြွက်သားဒယံ၁ချိန်တော့ရရှိထားခဲ့ပါလေအဲ့တော့ကာလာဖီယိုရီဒီအတင်းအတွက်အရန်ကိုမှအင်ပက်မြင့်မာတဲ့ကစားသမားလို့ဆိုတော့မဟုတ်ဘူးဒါပေမဲ့သူပါဝင်ခွင့်ရတဲ့အချိန်မှာ ဂိုးလက်ရှိရဲ့ player လို့ပြောလို့ရတယ်။အကိမပါရဘူးဆိုလို့ရှိရင်လည်း Ejuri ကအရင်ကြာလေးရှိတာမဟုတ်တဲ့အတွက်မကြခင်မှာ Ricardo Calafiori ကိုကျွန်တော်တို့ပြန်ပြီးမြင်တွေ့ရတော့မှာပါ။ Training scene နေပြီဆိုတဲ့ကလာမယ့်တပွဲနှစ်ပွဲဆိုရင် Calafiori ကိုကျွန်တော်တို့အရင်ခုနမှဖြစ်ဖြစ်အသင်းရဲ့လူစင်းမှဖြစ်ဖြစ်မြင်တွေ့ရဖို့ရှိနေပါတယ်။တော်တော်အမှားကြီးလို့လို့ရှိရင်တော့မှရုပ်ချောချောနဲ့ မတိမတာပြေပျောက်သွားလိမ့်ရှိရဖြစ်တဲ့အတွက်ဒီညမှာလဲ Louis Kelly ပါရှိနေခဲ့တာဖြစ်တဲ့အတွက် Ricardo Calafiori ကတော့သူ့ရဲ့ fan တွေအတွက်မကြခင်နောက်တစ်ချိန်မျက်ခင်းစိမ့်နေမှာပြန်ပြီးမြင်တွေ့ရဖို့ရှိနေပါတယ်။နောက်ထပ်ကြောက်တော့ခိုင်ရဘတ်ခိုင်ရဘတ်ကတော့အပေါ်စားလေ့ကျင့်ခန်းတချို့စတင်လုပ်နေပါပြီ။အလုံးသိရတိုင်းပဲဒဏ်ရာခွဲစစ်ထားတဲ့ player တွေပြန်ပြီးလာတဲ့ခါကျရင် individual training တွေကြံ့ခိုင်ရေးနီးပြိုက်နဲ့တူးချင်း training နဲ့သူကလက်ရှိချိန်မှာတော့မျက်ခင်းစိမ့်နေပေါ်တော့မရောက်သေးဘူး။ဒါပေမဲ့ဒီဂျင်ခန်းထဲမှာ ဒီအလေးမားတဲ့ဥစ္စာမျိုးတွေပြန်ပြီးလမ်းလျှောက်တဲ့ပုံစံမျိုးတွေပြန်ပြီးတော့ပြန်လေထူထောင်ရေးကနဦးအဆင့်တွေကိုစတင်လုပ်နေပါပြီအာဆင်နယ်တင်တာဝန်ရှိသူတွေကတော့ခံရဘက်ကိုဘောလုံးယာတီကုံကာနီအမိပြန်လာစေခြင်းနဲ့ဆိုပြီးတော့သတင်းတချို့ထွက်နေတယ်အဲ့တော့ယာတီပိတ်ပွဲစဉ်တချို့အကယ်၍မြအာဆင်နယ်တီရီယယ်မက်ဒရစ်ကိုကြော်ဖြတ်ခဲ့ပြီးတော့ဆင်နယ်ကဂျွန်လာမာကံမဲ့ချန်ပီယံလိဘောလုံးပွဲအမိခံရဘက်ကိုပြန်လဲအသုံးပြုခွင့်ရသွားမှာပေါ့လေတခြားတစ်ခုကတော့ဒီကစားသမားကိုကိုယ်ရအသုံးပြုနေဆိုရင်တော့အဲ့ဒီပွဲစဉ်အထီး ိုပလေယာတွေကလည်းဘောလူဝဲထိအသင်းကိုထမ်းတင်သွားဖို့တော့လိုအပ်ပါတယ်အခုရီးယားနဲ့ဒုတိယအကြိုကလည်းကျွန်တော်တို့ရင်ခုန်သွားပြီးကြည့်ရမယ့်အခိုက်အတန့်တွေရှိသေးတယ်ကျွန်တော်တို့၃ခုပြည့်နဲ့ဥဆောင်ထားတဲ့ဆိုရင်လည်းစပိန်ပြည်မှာဘာမှမဆိုဖြစ်သွားနေတဲ့အခိုက်အတန့်ရှိရဖြစ်တဲ့အတွက်မပေါ်ဘူးတော့လိုအပ်တယ်ဒါပေမဲ့ကစားသမားတွေအားလုံးရဲ့ချင်းကပ်မှုကလည်းတည်ပြီးသားပဲပရီးမီးယားလိမှာဆိုရင်တစ်မျိုးချန်ပီယံလိမှာဆိုရင်တစ်မျိုးဆိုတဲ့စိတ်ထား focus မျှော်လင့်ချက်တွေနဲ့ကန်ကြတာဖြစ်တဲ့အတွက် ပုံမကောင်းမွန်တဲ့အာဆင်တို့တော့ quarter final ဒုတိယအကြိမ်မှာမြင်တွေ့ရဖို့ရှိရလို့ထင်ပါတယ်။အဲဒါဆိုခိုင်ရန်ဘက်ကိုတော့ကျွန်တော်တို့ဒီယာတီနောက်ဆုံးပွဲစဉ်ဒီမှာမြင်တွေ့လာဖို့တော့ရှိနေပါတယ်။ပထမတော့ဒီစားမောက်ကိုယာတီကုံထီကျွန်တော်နိုင်ရမယ်ဆိုပြီးတွတ်ထားတာယာတီကျုပ်ပွဲစဉ်တချို့မှာပြန်လာနိုင်မယ်ထင်ကြတာဟို လိုအပ်ထပ်ပို့ပြီးတလားကျွကျလောက်ဆိုးပြီးပြန်လာဖို့ရှိရပေါ့လေ25နှစ်ရဲ့ဂျာမီသားကတော့ဒီရသည်33ဝင်မှာပွဲ30ဝင်ဆော့ထားတယ်15ဝုတ်သွင်းပြီးတော့လေးလုံးဖိုင်ထားတယ်ဒန်ယာမရခင်အချိန်အထိလက်ရှိအသင်းရဲ့ဂိုးအများဆုံးသွင်းထားတဲ့ပလေယာဖြစ်လဲရှိနေပါတယ်ဒီရသည်မှာတော့164ရက်နားထားပြီးတော့23ပွဲကိုလွဲချော့မှာပါဒါကသူ့ရဲ့ကစားသမားဘွားတစ်ယောက်မှာကာလရှိ injury ဖြစ်တယ်လို့တော့မှပြောလို့ရပါတယ်ကဲနောက်ဆုံးပလေယာတွေကတော့ရှေ့မှာလဲကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်တဲ့ ရှိရတီကပေါ့လေခုနှစ်နှစ်ရတဲ့ချိန်ပြီးတော့ကြံခဲ့တဲ့ February လောက်တုန်းကတချိန်ကျွန်တော် injury နဲ့ပတ်သက်ပြီးတော့ totally ချုပ်ပြီးဖော်ပြလေးရှိတဲ့ Gavriel Magahe တို့ Tomiya Su တို့ Gavriel Jesus တို့ကတော့ယာတီကုံဏီနားမှာပါ Gavriel Magahe ကတော့တကောက်ကျော်တန်ရယာတီကုံဏီနားမှာဖြစ်ပြီးတော့ Tomiya Su ကတော့ဒူးတရခွဲစိတ်တာဖြစ်တဲ့အတွက်ဒီဇင်ဘာလလောက်ထိလဲကြားရတယ်2025အကုန်ထိပေါ့လေဂါဘရီယယ်ဂျေဆုကလည်း ACN ဒန်ရရသွားခဲ့တာဖြစ်တဲ့အတွက်ဒန်ရရချင်း6လလောက်ဆိုတော့ တည်နေအရာဒီဇင်ဘာလအကျော်ထိဒီစားမောက်လေကျွန်တော်ဆုံးရှုံးလိုက်ရမှာပါအဲ့တော့ဒီစားမောက်သုံးဦးထဲမှာယာတီကုံထိနားရတဲ့ညံတူတူအစောဆုံးယာတီကျုပ်ပွဲစီမှာပြင်ကြီးလာနိုင်မဲ့ကစားသမားတော့ KB ရဲ့မကာကြီးပဲဖြစ်ပါတယ်အဲ့တော့ဒီကစားသမားတွေအားလုံးကတော့အာဆီနယ်လက်ရှိချိန်မှာအင်ဂျူရီယာနာတဲ့ကစားသမားတွေပါဂျော်ဂျီညိုနဲ့ပတ်သက်ပြီးလက်ရှိချိန်တော့ဘာတဲ့မှမကြားမိသေးဘူးဂျော်ဂျီညိုကတော့မနေ့ကနောက်ဆုံးမိနစ်တချို့မှာဒါအသင်းအတွက်ဆက်ပြီးမကစားနိုင်တော့ဘဲနဲ့အင်ဂျူရီယာပြီးတန်းပြီးတော့ ဒါအဝတ်လည်းကဲနဲ့တန်းခေါ်ထုတ်သွားခဲ့တာဗောလေအဲ့တော့ဒီကစားမိုက်အင်ဂျင်နီယာပတ်သက်ပြီးရလို့ရှိရင်လည်းတခြင်းတင်းနေမှာကျွန်တော်ညှက်ပြီးတော့ဖော်ပြပေးပါမယ်음သူထွက်သွားတဲ့အချိန်မှာအာဆင်နယ်ကလူ9ယောက်လဲပြီးပြီဖြစ်တဲ့အတွက်လေ10ယောက်ကျန်နေပဲကန်ခဲ့ရတယ်ဗောလေဘာပြောပါပရီးမီးယားလိမှာကျွန်တော်နောက်ထပ်တပွဲနှစ်ပွဲနိုင်တဲ့ချန်ပီယံလိဝင်ရပြီပြီးတော့တခုချမ်းရှိတာကပရီးမီးယားလိမှာအာဆင်နယ်သည်1 to 5ထဲမှာရှိနေရင်ကိုချန်ပီယံလိဝင်ရပါတယ်အရင်တော့ဆို1 to 4ထဲပါဗောလေဒါပေမဲ့အခုဒီတစ်နှစ်ကတော့ အဲ့ဒီအင်္ဂလန်အသင်းကြီးရဲ့ပေါင်းပေါင်းလာတဲ့စွမ်းဆောင်ရည်ကြောင့်လာမယ့်ရာသီမှာဒီလီအစင်တန်းလိုက်ရမတ်တွေပေးတဲ့အခါမှာပရီးမီးယားလိကတော့ချန်ပီယံလိဝင်ငါးနေရာထိရရှိသွားတော့မှာပါအဆုံးထိကြည့်ပြတော့လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီ season လေးကိုဒီကောက်ကူညီပံ့ပိုးပေးတဲ့ရှင်ဘောလုံးကကိုဆိုင်အောင်လည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြောင်း6016633936တို့ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်နေဖြစ်လို့ငွေပုံငွေချက်ရှိမှဘောလုံးပွဲတွေလောက်မှဘောလုံးပွဲတွေလောက်မှလောက်တဆိုလို့ YouTube မှာကိုထုပ်ပေါ်ရှုပ်ရိုက်ရှာပြီးကျွန်တော်အားပေးလို့ရပါတယ် iPad ခွေကို Sport Internet 9300 bit ကိုကစားလို့ရနေပါပြီ။အော်နောက်ဆုံးတစ်ခုမှအောင်မယ်။ ဲ့ဒါပါလဲဆိုတော့ဘောလုံးပွဲတွေကျွန်တော်ဘယ်ပိတ်ကနေပဲပြက်ပြแชร์ပေးထားမဲ့ပိတ်တစ်ခုရှိပါတယ်အဲ့ဒီပိတ်ကိုလိုက်ရ follow လုပ်ထားတဲ့ကျွန်တော်ဘယ်မှာပဲပြက်ပြအဲ့ဒီကိုအများတန်းဘောလုံးပွဲတွေကိုဓာတ်ရိုက်လိုက်တွေကိုแชร์ပေးထားပါမယ်အဲ့ဒါကိုလည်းအခုဒီဘက်ချမ်းမှာတင်ပေးထားပါတယ်